ရဲ့ like ကလေးကို နေ့စဉ်10နာရီခွဲရနေပြီးတော့အမြဲတမ်းလှုပ်ပေးမှဖြစ်ပါတယ်စောင့်ကြည့်ပေးပါနော်ကဲကြော်မသွားနဲ့နော်တနင်္လာသားသမီးများကနေစပြီးတော့တပတ်စာကံကြမ္မာများကိုဟောပြောပေးမှဖြစ်ပါတယ်နော်ကဲတနင်္လာသားသမီးများ9ရက်ကနေပြီးတော့နော်10လပိုင်း9ရက်နေ့ရနေစပြီးတော့10ရက်15ရက်နေ့အထိတပတ်စာ ကံကြမ္မာများကိုကျွန်မအခုပဲညစ်ကလေးတွက်ချက်ပေးထားပါတယ် တနင်္လာသားသမီးများကဒီတပတ်တာကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့အထူးဂယုဆက်ရမယ်ကံကြမ္မာထဲမှာကြာရောက်နေပါတယ်အထူးဂယုဆိုင်ပါမိမိတို့အနေနဲ့တနင်္လာသားသမီးများကအမှုအဟောင်းနေအမှုဖြစ်နေလက်သက်ရှိနေတဲ့သူတွေအထူးဂယုဆက်ရမှာ ဖြစ်ပါတယ်เนาะဒီအချိန်ဒီကာလမှာမိမိတို့ရဲ့ အပြောအဆိုအမှုအရာတွေတစ်ဖက်ကနေတိုက်ခန့်နေပြုတ်လုလာတဲ့အခါမှာမိမိကပြန်ပြီးတော့တုံ့ပြန်လိုက်တာမျိုးတွေကမကောင်းပါဘူးဒီအချိန်ဒီကာလမှာမိမိနေနဲ့သိခံရမယ့်အချိန်ကာလတစ်ခုဖြစ်ပါတယ်အမှုအဟောင်းတွေပြဿနာအဟောင်းတွေပေါ်ပေါက်လာတတ်ပါတယ်ပြီးခဲ့တဲ့စကားအဟောင်းတွေပြဿနာအဟောင်းတွေရံပေါ့ဖြစ်ခဲ့ပြီးတော့เนาะ ိစ္စအဝဝတွေကဒီချိန်ဒီကာလမှာအခြေတင်းပြန်ပြီးတော့ပြောဆိုတာတက်ပါတယ်အမှုခင်းတွေဖြစ်တတ်ပါတယ်အမွေကိစ္စတွေစကားပြောတာတက်ပါတယ်နောက်တစ်ခုကတနင်္လာသားသမီးများဟာဒီချိန်ဒီကာလမှာရိုးရာတောင်းပန်ပေးရမှာဖြစ်ပါတယ်ရိုးရာတောင်းပန်တဲ့အခါမှာလက်ဖက်ရဲ့ကိုယ်ရဲ့ရည်ရဲ့ကိုနော် ဟိုမတိလို့မိုးလင်းခဲ့ပါတယ်မတိလို့မိုးချုပ်သွားပါတယ်ဆိုပြီးတော့လက်ဖက်ပွဲလေးနဲ့မြှောက်ပြီးတော့ရိုးရာလေးတောင်းပန်ပေးပါဒါဆိုရင်အညံ့နေကြည်ွားမှာဖြစ်ပါတယ်နောက်တစ်ခုတနင်္လာသားသမီးများဒီချိန်ဒီကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ မိတ်ဆွေတွေနဲ့စိတ်ဝမ်းကွဲစရာတွေဖြစ်မယ်ချစ်သူတမိကြီးစားဆိုရင်စိတ်ခန့်မတင်မဲနဲ့အခြေအသင်းစကားတွေများမယ်လမ်းခွဲရလောက်တဲ့အထီကိုဖြစ်သွားတတ်တယ်အိမ်နောင်ရေးဆိုရင်စကားများမယ်ရံဖြစ်မယ်ဘာမဟုတ်တဲ့ကိစ္စကနေပြီးတော့အိမ်နောင်ရေးမှာစကားတွေများနေရတတ်ပါတယ် တော့ဒီချိန်ဒီကာလမှာဆွေမျိုးသားချင်းမိသားစုတွေနဲ့စိတ်တော့ကလည်းရောက်စရာတွေကြုံရတတ်ပါတယ်။ရေလန်းခီးကိုရှောင်ရမှာဖြစ်ပါတယ်။အဲ့တော့နိုင်ငံရခြားခီးတွေဆောင်ရွက်တဲ့အခါမှာအောင်မြင်မှုကိုရရှိစေပါတယ်။ပညာရက်တွေအောင်မြင်တတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်။လုပ်ငန်းတစ်ခုကိုစတင်အကောင့်တွေဖော်ဖို့ရည်ရွယ်ထားတဲ့ဆိုရင်လည်းအောင်မြင်ပါတယ်။လုပ်ငန်းသစ်တွေ လောက်ပါတက်ပါတယ်အလုတ်ပြောင်း200ပြောင်းနေရန်ကောင်းပါတယ်ရာဒူးတိုးဖို့တည်င်းကောင်းနေကြာရတ်တ်ပါတယ်အဓိကပြဿနာတွေအမှုခင်းနေရှောင်ဝါမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးများကြီးကဲနဲ့ပတ်သက်ပြီးကုညီတောင်းလာတာတွေအကူအညီရရှိမယ်ဒါကြောင့်မိမိတို့အနေနဲ့မြတ်စွာဘုရားရှင်ကိုရွှေထမင်းရှစ်ပကံရက်ရှစ်လဲနဲ့ မြတ်စွာဘုရားရှင်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့မွေးနေ့တနင်္လာနေ့မှာပဲကတ်လူပေးလိုက်ပါအားလုံးအဆင်ပြေကြပါစေရှင်